ဒီနေ့မှလည်း descriptive paragraph တစ်ပိုက်ကိုဘယ်လိုရေးရမလဲဆိုတာကိုဆရာသင်ပေးဦးမှာပဲဖြစ်ပါတယ်ဒီနေ့ဖော်ပြမယ့်အကြောင်းအရာကထမင်းကြော်ဒီထမင်းကြော်ကိုထမင်းကြော်စာပိုက်ကိုဘယ်လိုမျိုးထိရအောင်ရေးမလဲဆိုတာပြောပြပေးမှာဖြစ်တယ်။သူကဗာလဲဆိုသူ့ရဲ့အကြိုက်ဆုံးအစားအစာထမင်းကြော်ဖြစ်ကြအောင်ပြောမှာဖြစ်တယ်။အဲ့တော့အဲ့စာကြောင်းကြောင်းစပြီးနောက်စာကြောင်းဘယ်လိုဆက်ရေးရမလဲမသိဘူးဆိုရင်ပြဿနာဒီဘယ်လိုဖြေရှင်းလဲဆိုတော့ဆရာပြောလို့ပဲ question word တွေနဲ့မေးရ descriptive paragraph ဒီလေလုံးထဲမှာကိုယ့်ဘာကိုငင်းမရဖော်ပြတာဖြစ်တဲ့တကြောင်ဘယ်လိုဖြစ်တာလဲဘယ်မှာဖြစ်တာလဲဘယ်အချိန်မှာဖြစ်ကြတာလဲဘယ်သူတွေဖြစ်ကြတာလဲ ဘာကြောင့်ဖြစ်တာလဲဘာတွေဆက်ဖြစ်သွားလဲစသဖြင့်အဲ့လိုမေးခွန်းလေးတွေမေးမယ်ဆိုရင်ဘာချက်လက်လေးတွေထည့်ရမလဲဆိုတာကိုပေါ်လာလိမ့်မယ်နော်အခုသမင်းကြော်ကိုကြိုက်တယ်ဆိုရင်ဘာကြောင့်ကြိုက်တာလဲဆိုတာထည့်လို့ရတယ်နောက်ဘမဝယ်စားတယ်ဒါတွေထည့်လို့ရတယ်နောက်ဘလို့အချိန်မျိုးတွေမှာစားတယ်ဆိုတာထည့်လို့ရတယ်ပြော descriptive ဘာသာပြန်ကဲနောက်ဆုံးအဆုံးသက်စာကြောင်းလေးဒီဘာဖြစ်ရမလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ opinion ထားမှုလဲ feeling လို့ခေါ်တယ်ကိုယ့်ရဲ့အမြင်မို့ရင်ခံစားချက်ထည့်ပေးရတယ် ဒီမှာပါတယ်ဘာလဲဆိုရင်ငါကဘယ်ချိန်မဆိုသမင်းကျော်စားနိုင်တယ်ဘာဖြစ်လို့လဲဆိုတော့ငါက၎င်းကိုဘယ်တော့မှမငြင်းငွေးလို့ပါတဲ့ဒါသူ့ရဲ့ feeling လေးနဲ့အဆုံးသက်ပေးလိုက်တာ ကျွန်တော်စာကြောင်းရဲ့စပုံသုံးပုံနဲ့အလယ်မှာထည့်ပုံလေးကိုဒီလိုမျိုးစဉ်းစားရဲဆိုတော့ဆရာပြောပြတာဖြစ်တယ်အဲ့ဒါမှဒီမှာတော့မြန်မာလိုဆရာရေးပြနေတယ်ဆရာကဏ္ဍတွေဒီ writing series တစ်ချောင်းလိုက်ရတဲ့ကာလမှာဆရာဘယ်လိုစဉ်းစားလဲဆိုတော့ဆရာမပြောခဲ့မယ်ねဒီ usage နဲ့ pattern တွေသင်ပေးနေတာဖြစ်တယ်ဒီနေ့မှာတော့ဒီလိုစဉ်းစားပုံတွေပြောပြမယ်နောက်နေ့ဒီမှာလည်း descriptive variable graph ပြီးနောက်ထပ်ဘယ်လိုစာပိုင်းမျိုးတွေရှိတဲ့ခါမှာဘယ်လိုစဉ်းစားလဲဆိုတော့ဆရာဆက်ပြီးပြောပြမှာဖြစ်တယ်ကဲလွဲပါရဲ့ငါးကြိုက်ဆုံးစာစာဆိုတော့ကျွန်တော်ဤဆို my favorite food လောရင်ဆိုတာနေတိုင်းရေးနေရလန်နာအတွက်လွယ်လို့ပြောတာဖြစ်ပြီးတော့ဒီနေ့မှစတွေ့ရလန်နာဆိုရင်တော့ဟိုအင်္ဂလိပ်စာလုံးဝအချိန်ကလုံးဝမရှိရင်ဒီ series ရဲ့အချိန်မှာ writing series ရဲ့အချိန်မှာအင်္ဂလိပ်စာအောက်တက်ကြည့်ဖို့ရ30ဆိုရယ် series ကို free တင်ပေးထားတာရှိတယ်။အဲ့ဒါဒီဝန်ကနေဒီ30အထိကောင်းကြည့်ပြီးတော့မှဒီလို series တွေကိုဆက်ပြီးတော့လေ့လာပါ။နော်ဆရာဘယ်တော့မှမဖြစ်ပါဘူးအမြဲတင်ပေးထားမှာဖြစ်ပါရဲ့။အဲ့တော့ my favorite food ကျွန်တော်အကြိုက်ဆုံးအစားအစာဒီထမင်းကြော်ဘာဆိုပေမဲ့ထမင်းကြော်ဖြစ်တယ်ဆိုတဲ့ဘောတရားပါတယ်။အဲ့တော့ဖြစ်တည်ဖြစ်အောင်အမြဲစာထည့်ရမယ်။ထမင်းကြော်တော့ဘယ်လိုခေါ်လဲဆိုရင် fry rice နော်။ ဒီ fly က alpha wire နေလာတာဖြစ်တယ်နော် alpha wire ဆိုတော့ fly ကကြော်ဒီ ID တောင်းလိုက်တော့ကြော်ထားတော့ဖြစ်သွားတယ် fly right ခမင်းကြော်ဖြစ်တယ်၎င်းက yoshin အရသာရှိပြီးချက်ခွဲရတာလည်းလည်းကူတယ်၎င်းဒီ it ဘာကြောင့်ဒီစာကြောင့်ထည့်ထားလဲသိလားဒီကြောင့်ဘာကြောင့်ထည့်ထားလဲဆိုရင်ဒီခမင်းကြော်ကြိုက်ရတဲ့အကြောင်းပြချက်တစ်ချက်ကိုတော့ပြထားတာဘာကြောင့်တိုက်တာလဲ yoshin လို့ကြိုက်တာအရသာရှိလို့ကြိုက်တာချက်ပြရတာလွယ်လို့လည်းကြိုက်တာဖြစ်တယ်နော်သူကအကောင်းတဲ့ချက်တွေများလို့ပြောတာ yoshin နောက်လည်းဘယ်လိုပြောခေါ်လဲဆိုရင် simple လို့ခေါ်တယ်အရသာရှိတော့ tasty လို့ခေါ်တယ် and လွယ်ကူတာကိုကြတော့ဘယ်လိုခေါ်လဲဆိုရင် easy လို့ခေါ်တယ်ဒီသုံးလုံးလုံးဒီဘာလဲဆိုရင် adjective တွေဖြစ်တယ်ရွေးရှင်းတော့အရသာရှိတော့လွယ်ကူတော့တော်တွေကိုဒီဖြစ်အောင်ဆက်တော့ဘာလုပ်ရလဲဆိုရင်ဒီရှိမှာ ms r ထည့်ရတယ်အဲ့တော့ဆရာမထည့်လိုက်လဲဆိုရင် s ထည့်လိုက်တယ်အဲ့တော့ simple ရွေးရှင်းတော့ဒီရွေးရှင်းဒီဖြစ်သွားတယ်အရသာရှိတော့ဒီအရသာရှိဒီဖြစ်သွားတယ်ဝေကူသွားသည်ဝေကူသည်ဖြစ်သွားတယ်အဲ့ဒါ sample tasty ရဲ့ easy ဝေကူရဆိုဘာလို့ရတာလို့ရတယ်ချက်ပြုတ်ရတာတိုးရံရတာဆိုရင် to နဲ့တောင်းရတယ် to cook ။ဒါကငါ့ရင်နာကဆိုင်လေးဆိုင်မှာ၎င်းကိုဝဲလေးရှိတယ်တဲ့။ဒါပြီးနေရနော်။ဟုတ်လား။ဘာကြောင့်ကြိုက်တာလဲ။ဗမာဝဲလေး။ငါကဆောင်အိုင်ဆက်ချက်ပြီးဟိုနောက်ဆုံးသွား။လေးရှိတယ်ဆိုတဲ့ frequency ပိုင်းသူ့အရင်ရေးလိုက်ရတယ် usually ပြီးမှဘဝန်လာမယ်နော် frequency ကလုံးလေးရှိတယ်တခါလေးလုံးတယ်အများတန်းလုံးတယ်မကြာခဏလုံးတယ်လုံးလေးဘယ်တော့မှမလုံးအဲ့လိုဟာမျိုးတွေကို frequency လို့ခေါ်တယ်သူကဘဝမတိုင်ခင်ရေးရတယ်ဝယ်တော့ဘယ်လိုခေါ်ရလဲ buy ၎င်းကိုဆိုတာ it ဘယ်ကနေဝယ်ရလဲစိုင်လေးစိုင်မှာဝယ်တယ်နေရာနှစ်နေရာပါတယ်ငါအိမ်သားရဲ့စိုင်ရယ်နော် ငယ်တဲ့ဟာဆိုင်လေးတစ်ဆိုင်ကငယ်တယ်ငယ်တော်ရင်ရလေ from a small shop နိုင်နာကဆို near my house ဟုတ်ပြီအနံ့နဲ့ရတာကငါ့ကိုပြောရှင်းစေပါလေတဲ့နော် the အနံ့ကိုဘယ်လိုခေါ်လဲဆို smell and အရတာတော့ဆရာတော့ဘယ်လိုခေါ်လဲဆို flavor the smell and flavor စမ်းကြပြီးပတ်ဖို့သွားဈေးတယ်ဖြစ်စီရင်ဘာသုံးလဲဆိုရင် make ကိုသုံးရတယ် maybe object လာမယ်เนาะ main object နော် adjective ဆိုတဲ့ပုံစံကိုဆက်တင်ပြထားပြီးတယ်ဘယ်သူကိုပြောချင်စရာလဲငါ့ကိုပြောချင်စရာဆိုတော့ဒီမှာ s ထည့်လိုက်တယ် make us ဟောငါ့ကိုဆိုတော့တယောက်ထည့်ပဲ make me ပေါ့ပြောချင်တာပါလေဆိုရင် happy ဒါတော့ the smell and flavor make me happy အနံ့နဲ့ရတာငါ့ကိုပြောချင်စေတယ်ငါကပဲချိန်မဆိုထင်မင်းကျော်ကိုစားနိုင်တယ် subject နဲ့စားမယ်ငါဒီဆို i ဘက်ကိုသွားမယ်မလုပ်နိုင်လဲစားနိုင်လဲဆို can eat ဘာကိုစားနိုင်တာလဲထင်မင်းကျော်ဆိုတော့ fry right ရိုးရိုးလေးပါပဲစားတဲ့ subject ဘာလုပ်တယ်လဲဆိုတဲ့ဘက်အစားခံတဲ့ object အချိန်လာမယ်ဘယ်ဘယ်အချိန်မဆိုနော်ဘယ်အချိန်မဆိုအင်္ဂလိပ်လိုခေါ်လဲဆိုရင် anytime အကြောင်းပြချက်လာပြီဘာဖြစ်လို့လဲဆိုတော့ because ငါက၎င်းကိုဘယ်တော့မှမငင်းခွေးလို့မငင်းခွေးလို့ပါတယ်ငါကဆို I ဘယ်တော့မှဆိုတဲ့ frequency ကဘာမှမတိုင်ရင်ရေးရမယ် never ငင်းခွေးတော့အဲ့လိုအတွဲလိုက်လေးမှတ်ထားပါ get bow off အာညင်းငွေတော့ညင်းငွေဒီကန်းနဲ့တော့လာညင်းငွေဒီ၎င်းကိုဆိုတော့ it ငါ၎င်းကိုဘယ်တော့မှမညင်းငွေလို့ပါဒါဘာနဲ့အဆုံးသက်သွားလဲကိုယ့်ရဲ့အမြင်ကိုယ့်ရဲ့ခံစားချက်နဲ့အဆုံးသက်သွားဖြစ်တယ်ဒီလိုစာပိုင်းမျိုး descriptive writing လို့ခေါ်တယ်တစ်ခုခုကိုဖော်ပြမယ်ဆိုဖော်ပြမယ့်ဟာကိုအရင်ဆုံးဖော်ပြလိုက်ရိုးရှင်းဆုံးရင်းနှီးလို့ပြောတာဖော်ပြပြီးသူ့ရဲ့ဖြစ်တဲ့နေရာဖြစ်တဲ့အချိန်ဘာကြောင့်ဖြစ်တယ်ဘယ်သူတွေဖြစ်တယ်ဘယ်လိုဖြစ်တယ်ဆိုတဲ့ဟာကိုထက်ထက်ပြီးနောက်ဆုံးအဆုံးသက်မှာကိုယ့်ရဲ့အမြင်ဒါမှမဟုတ်ကိုယ့်ခံစားချက်ကိုထက်ဒါဆိုရင် descriptive writing ဒီလုံးဝ pro ကြီးမဆိုင်တောင်မှကောင်းတယ်ဆိုတဲ့အနေထားမှာရောက်နေမှာဖြစ်ပါရဲ့အဲ့တော့နေတိုင်းဆိုင်လန်လိုက်စူးစမ်းလေ့လာကြပါ fighting မှာ